အားလုံးပဲမင်္ဂလာပါအာဆင်နယ်ဗန်ဂျိတ် channel ကနေပြန်ပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Champion League အတွက်ကိုကျွန်တော်တို့အကျိုးရှင်ခုံတဲ့အနေနဲ့အကြောင်းအရာလေးတခုတင်ဆက်ပေးပါတော့မနော်အဲ့ဒါတော့ Real or AD Go ဆိုတဲ့အကြောင်းအရာလေးပါကဲအဲ့တော့တကယ်ကျွန်တော် Real လား Atletico လားဘယ်အသင်းနဲ့အာဆင်နယ်ကို တွေးဆောင်ခြင်းလဲဘာကြောင့်လို့ကိုတွေးမိလဲဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့အမြင်လေးကိုအရင်ဆုံးမျှဝေမယ်ကျွန်တော်ကတော့ Real Madrid နဲ့တွေးဆောင်စေခြင်းလဲ ဒါကတော့တမိုင်းမှာလည်းကျွန်တော်တို့နိုင်ရရှိခဲ့ဘူးလို့ဘာလို့အဲ့အကြောင်းအရာကြီးကျွန်တော်တို့ဖယ်ထားလိုက်ပေါ့နော်။ဘာကြောင့်လဲဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်အနေချင်းသုံးသပ်ပြသွားမယ်။ဘာကြောင့်ကျွန်တော် real တက်စီခြင်းလဲဆိုတော့အာဆင်နယ်ရဲ့ဒီယာနီမှာဟိုသူတို့ကစားခဲ့တဲ့ပွဲတွေမှာရှုံးရင်ပဲဖြစ်ဖြစ်သေကြရင်ပဲဖြစ်ဖြစ်တချို့ပွဲတွေမှာအသေးအံအနိုင်ကမ်းရပဲဖြစ်ဖြစ်ကြိလိုက်တယ်ဆိုရင်အတင်းကြီးတဲ့ပွဲတွေဒူတင်ကူတင်တိုက်နေတဲ့ပွဲတွေထက် low block mid block နဲ့ကစားတဲ့အသင်းတွေကိုရင်ဆိုင်တဲ့နေရာမှာပို့ပြီးတော့အာဆင်နယ်ကတိုင်ပတ်တယ် အဲ့ဒီအနေထားကြောင့်လက်ရှိမှာ real ကဟို defensive ကိုအားပြုပြီးဆော့တာမဟုတ်ဘူး AD ကိုဒီ defensive ကိုအားပြုပြီးဆော့တာအဲ့တော့အဲ့ဒီနှစ်သင်းကိုရှင်းမယ်ဆိုအ ਨੇ ဆုံးတော့ကျွန်တော်ကဟို athletic ကိုနဲ့မတွေ့ဆုံတာပိုကောင်းတယ်လို့တော့ခံစားရတယ်။ဘာကြောင့်လဲဆိုတော့ဟိုပွဲကမနိုင်ပြောရရင်တော့ AD ကိုဖြစ်ဖြစ် real ဖြစ်ဖြစ်ကျွန်တော်တို့ကယာကိုင်းတော့အဖြစ်တော့ဟိုကျွန်တော်တို့အနိုင်ရဖို့ယာကိုင်းတော့နည်းနည်းတော့နေတယ်။နေတယ်ဆိုသည့်တိုင်အောင်ပွဲကောင်းတဲ့ပွဲကျွန်တော်ကြည်ကောင်းတဲ့ပွဲတစ်ပွဲတော့ဖြစ်စေချင်တာအမှန်ပဲ။ ဟိုအတင်းတစ်ဖက်ကလည်းပိတ်ဆော်ပြီးတော့ကောင်တာချောင်းဆော်သွားပြီးတော့ကိုအတင်းပြုတ်သွားတဲ့ဆိုင် တူထင်ကိုတင်တိုက်နေရင်လည်းအတင်းကရှုံးသွားတာမှပူကြီးခံသာအောင်ပဲပေါ့နော်ဒါကတော့ရီးယမက်ထရစ်အတင်းနဲ့အက်သလတီကိုမက်ထရစ်အတင်းတို့ကလူစည်းရင်းပေါ့နော်သူတို့ရဲ့လက်ရှိလူစည်းရင်းလူစားဝင်စည်းရင်းပြီးဝင်တိုင်ရန်ရလူစည်းရင်းတွေပေါ့နော်အဲ့တော့ကစားသမိုင်းအင်အားချင်းရှင်မယ်ဆိုရင်တော့အာဆင်နယ်ဒီအက်သလတီကိုနဲ့တိတ်မသိမ့်မရင်းတဲ့အနေအထားမှာရှိတယ်အဲတို့တော့အက်သလတီကိုဘက်ကချန်ပီယံလိ တပါပိုကောင်းတဲ့ကစားသမားတွေမြင်ရလိမ့်မယ်။ Real Madrid ကတော့ Arsenal ထက်ပိုတာတဲ့တိုက်စစ်ကိုပိုင်ဆိုင်လာပြီးတော့ကွင်းလယ်နဲ့ခံစစ်ကတော့ balance တော့ဖြစ်နိုင်နေပေါ့နော်။အဲ့တော့ကျွန်တော်ရဲ့ရွေးချယ်မှုရ Real Madrid ကိုရေးရတာကပိုပြီးတော့ danger ဖြစ်ကောင်းဖြစ်နိုင်နေပေါ့နော်။ဒါပေမဲ့လည်းပဲ Vinicius တို့ MPP တို့ Rodrigo တို့အတွဲကိုအတွဲကိုပေါ့နော် Arsenal ရဲ့နောက်တန်းဘလို့ထိန်းချုပ်နိုင်မလဲ။ Arsenal ရဲ့နောက်တန်းကဘလောက်အဆင့်တန်းရှိနေလဲဆိုတော့ကျွန်တော်ကြည့်ချင်တယ်။အဲတခုတော့တည်ရသေးကျင်တာက ျွန်တော်တို့ရီယယ်ပဲတလာလားအက်တလတီကိုပဲတလာလားချန်ပီယံလိနယ်ပယ်မှာတော့ရှင်းရှင်းပြောရမယ်ဆိုရင်ကျွန်တော်တို့ထက်အခြေလန်းအများကြီးတာနေတဲ့အသင်းတွေပေါ့နော်အဲဒါတော့ပွင့်လင်းလင်းပြောတာပေါ့ဘာကြောင့်လဲဆိုတော့ဒီအသင်းတွေကဟိုကျွန်တော်တို့အာဆင်နယ်အသင်းတက်တပါချင်းသွားရှင်မယ်ဆိုရင်ရှုပ်ထွက်ပွဲတွေရဲ့တပါချင်းရှင်မယ်ဆိုရင်တော့အများကြီးတာပြီးသားဘယ်အသင်းတက်လာတက်လာအာဆင်နယ်တို့ကမလွယ်ဘူးဒါပေမဲ့ကျွန်တော်ရီယယ်ကိုတက်လာစေချင်တယ် နောက်တစ်ခုသိထားမှာ Real Madrid အသင်းရဲ့ကစားသမားတွေလက်ရှိဟို MVP တို့ဘာလို့လက်ရှိမှာအထိုင်ကျဖို့အတွက်ရုန်းကန်လိုက်ရတဲ့အချိန်လေးတွေရှိရပေါ့နော်ပြောမယ်ဆိုဒီရာဒီမှာ Real Madrid ကတည်ငြိမ်မှုအတွက်သူတို့စူးစမ်းနေသေးတဲ့အချိန်ပဲရှိသေးတယ်လူစင်းရင်ကတအားကောင်းနေပေမဲ့တည်ငြိမ်မှုစူးစမ်းနေတဲ့အချိန်ပေါ့နော်နောက်ရသည်ဆိုရင်သူတို့ရဲ့အကောင်းဆုံးအချိန်ဆိုတာဖြစ်လာတော့မှာပေါ့နော်အဲ့အချိန်ကျရင် Real Madrid ကိုရှင်မှုဆိုတာတော်တော်ခက်ခဲသွားလိမ့်မယ်ချန်ပီယံလိရလည်းသူတို့ကပုံမှန်တော့သမီးဆိုင်ရည်တော့ယူနေကြဆိုတော့ အဲနောက်နေ့နောက်နေ့တည်းမှာဟိုတခြားအသင်းတွေအတွက်ကိုပို့ပြီးတော့ခက်ခဲလာမယ်ပေါ့နော်အဲ့တော့ real ကိုကြော်ဖြတ်နိုင်မယ်ဆိုရင်တော့မှကျွန်တော်တို့မှာဒီတစ်နှစ်ပဲ chance များတယ်ပေါ့နော် chance ပိုရှိနေတယ်အဲ့တော့ဒီတစ်နှစ်မှာ arsenal အင်းအကောင်းဆုံးလုံးပြနိုင်မလားဆိုတော့စောင့်ကြည့်ရတာပေါ့ဒါကတော့ကျွန်တော်ကြည့်ခဲ့တဲ့ဘလုံးဝဲတတန်းတစ်လျှောက်မှာ arsenal final ရောက်ခဲ့တဲ့ချိန်ပြီးတော့ချိန်ပေါ့နော်အဲ့ဒီချိန်မှာလည်းပဲ round system မှာ real madrid ကိုသူတို့အနိုင်ရရှိပြီးတော့ အာဆင်နယ်အသင်းကဖိုင်နယ်ကိုရောက်ခဲ့တယ်ပေါ့နော်ဒီနှစ်ကလမ်းကြောင်းရမှာလေအာဆင်နယ်ဒီအကယ်လို့ဖိုင်နယ်ကိုရောက်မယ်ဆိုရင်ဘာစီလိုနာနဲ့ပြန်လဲတွေ့ဆုံနိုင်ခြေရှိနေတယ်ပေါ့နော်အဲ့လိုအခြေအနေဖြစ်တဲ့အတွက်ကြောင့်မလို့ real metric ကိုကြော်ဖြတ်နိုင်မကြော်ဖြတ်နိုင်တော့မသေးကြသေးပါပဲကျွန်တော်ကတော့ real metric နဲ့ arsenal ကိုတွေ့စီခြင်းနဲ့ပြီးသွားရင်ဒီတမိုင်းလေးရတပတ်ပြန်လာမလားဆိုတော့လည်းစောင့်ကြည့်ချင်ပါတယ်အဲ့တော့ကျွန်တော်တို့ arsenal တကယ်ချင်းတို့ရောဘယ်လိုမြင်လဲကျွန်တော်တို့ဒီဒီချိန်မှာ barcelona ကိုပြန်တွေ့နိုင်တဲ့အခွင့်အရေးရှိနိုင်မယ်လို့ထင်လား အားလုံးပဲဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားကြပါအောင်ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်အာဆင်နယ်ပိုင်းဂျိတ် channel လေးကနေပြီးတော့ပုံမှန်အာဆင်နယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေပါတယ်ကျွန်တော်တင်ဆက်နေတဲ့အကြောင်းအရာလေးတွေကိုသဘောကျတယ်ဆို like follow subscribe လုပ်ခဲ့လို့ရပါတယ်ကျေးဇူးများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေ